ကောင်းတဲ့သူရောမကောင်းတဲ့သူရောထမြောက်ချိန်တူပြီးမှအတူတူပဲထမြောက်ကြမှာလားတဲ့။မဟုတ်ရင်ထမြောက်ချိန်မတူကြဘူးလားဗောနော်။ပြီးတော့ထမြောက်ပြီးဘာတွေဖြစ်မှကြမလဲ။ထမြောက်ချင်းအကြောင်းကိုနည်းနည်းရှင်းပြပေးပါအောင်အဲ့ဒါလေးဗောနော်။ဟာဗျာလေးချင်းအခန်းကြီး19:20မှာရေးထားတယ်။ကောင်းတဲ့သူတွေနဲ့မကောင်းတဲ့သူတွေထမြောက်လာနှစ်တထောင်ချားတယ်။နှစ်တထောင်မတိုင်ခင်ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာကောင်းတဲ့သူတွေကရှင်းပြထမြောက်မယ်။နှစ်တထောင်နောက်ဆုံးမိလေနီကာလအစုံမှာကျွန်တော်မကောင်းတဲ့သူတွေကရှင်းပြထမြောက်မယ်လို့ရေးထားတယ်။ဒါကိုကျွန်တော်က အကျေတဝင့်ကျွန်တော်ရှင်းပြမယ်ပထမအဦးဆုံးယေရှုခရစ်တော်ကဒီထမြောက်ခြင်းအကြောင်းမဿဲ24မှာ၄မှာရေးထားတယ်။သားတော်ကလည်းကြွလာတဲ့အခါမှာတခိုးကဲ့သို့ဘယ်သူမှမထင်ထားတဲ့အချိန်မှာကြွလာမယ်။အခါတခိုးကဲ့သို့တော့ကြွလာမှာနော်။ဒါပေမဲ့ထင်ထင်ရှားရှားကြွလာမှာဟိုနေရာမှာသားတော်ရှိတယ်ဒီနေရာမှာသားတော်ရှိတယ်တော့မထင်လိုက်နဲ့တဲ့။လျှက်စစ်ကအရှိရတဲ့အနောက်ကိုကိုပြတ်တယ်လို့မျိုးတယ်။သားတော်ကမိုးတိမ်နဲ့မိမိကောင်းကင်တမန်အချွေအပါတွေနဲ့အတူတကွာကြွလာလိုက်မယ်။သားတော်ရဲ့ဒီတဘိုးမုံချင်းအတန်နဲ့ကောင်းကင်အောက်မှာအရက်လေးမျက်နှာမှာရှိတဲ့သူတွေအကုန်လုံးကိုလည်းစူးယုံပြီးတော့ထမြောက်စေမှာ။ ထားမြောက်စီဘယ်ကိုခေါ်သွားမှလဲဆိုတော့ယောဟန်၁၄ထဲမှာပြောထားတယ်။ငါကားတဲ့ကောင်းကင်ကိုတက်သွားပြီးတင်းတို့နေစရာအခန်းတွေပြင်ဆင်မဲတဲ့ငါပြန်လာပြီးတင်းတို့ကိုဘယ်ကိုပဲပြန်ခေါ်မှာဆိုကောင်းကင်ကိုပြန်ခေါ်မှာဆိုကောင်းကင်ကိုခေါ်သွားမှာပြောရှင်အိုက်မသဲ၂၄ထဲမှာပဲအသေးကောင်ရှိတဲ့အရင်မှာရွှေလင်းတာတွေ စုယုံနေမယ်ဆိုတော့ချီဆောင်ခြင်းမခံရတဲ့သူတွေကြတော့ဖခင်ယေရှုခရစ်တော်ရဲ့ဒီထမြောက်ခြင်းထဲမှာမပါသွားတဲ့ကောင်းကင်မပါသွားတဲ့အဖွဲ့ကြတော့မြေကြီးမှာပဲဒီတေဝါပြီးတော့ရွှေလက်ထားတွေစားခြင်းကိုခံမှာဆိုတော့၆ချက်ကိုကျွန်တော်တို့မှတ်ထားမယ်တစ်ကောခန်းကြီး15ထဲမှာငါတို့ကအမှန်အိတ်ပြောရမှာမဟုတ်ဘူးတဲ့မျက်စိတက်မိတ်ထွင်းခြင်းမှာထမြောက်ရမှာအဲ့တဲ့သူက노ပါလို့ရှင်အော် ကြာလို့ကြာမယ်မသိလိုက်ဘူးအဲ့ဒီတိုင်းမှာနောက်ဆုံးတော့ကာလာတဘိုးမှုတ်ချင်းနဲ့တကွာတဲ့ငါတို့ရှိသမျှတေတက်တဲ့ခန္ဓာကနေမတေတက်တဲ့အဖြစ်ကိုရောက်ရှိမပုတ်တက်တဲ့အဖြစ်ကိုရောက်ရှိပြီးတော့ထမြောက်ကြလိုက်မယ်နော်ကောင်းတဲ့သူတွေပြရနော်တတလောနဲ့အဝါရာစာအခန်းကြီးအငယ်လေးထဲမှာလေယေရှုခရစ်တော်ကတဲ့ပြန်ကြွလာတဲ့အခါမှာတဲ့သခင်ဖခင်ရဲ့ကြွေးကြော်ခြင်းနဲ့ကောင်းကင်တမန် မိခေလာရဲ့ဒီအတန်ပေးခြင်းနဲ့ဖရာသခင်ရဲ့တဘိုးမုံခြင်းဆိုတာသုံးယောက်ပြောတာမဟုတ်ဘူးတမျိုးတည်းအတူတူပဲခရစ်တော်ပဲပြောတာခရစ်တော်ရဲ့အတန်ပေးခြင်းနဲ့တဲ့ခရစ်တော် night အရင်အူဆုံးတည်ထားပြီးတဲ့သူတွေအကုန်လုံးအာရန်လက်တက်ကနေတည်တဲ့သူတွေအကုန်လုံးအရင်ဆုံးထမြောက်ကြမယ်တဲ့အဲသူတို့နဲ့အတူတဲ့အသက်ရှင်နေတဲ့ငါတို့ကိုလည်းတဲ့ခြိဆောင်ပြီးတော့ဘယ်ကိုခေါ်ပါမလဲဆိုလို့ချင်းအထက်အာကာသဒီမိုးကောင်းကင်ရှိတဲ့နေရာကိုခေါ်ဆောင်သွားမယ်တဲ့ပြီးသွားလို့ရှိရင်တော့တတ်တာလုံးနဲ့အခန်းကြီးနှစ်အငယ်တက်ထဲမှာခရစ်တော်ကသူပြန်ကြွလာတဲ့ခါမှာဖရာသခင်မသိတဲ့သူတွေခရစ်တော်ရဲ့အေးမင်းကလေးစကားကိုနားမထောင်တဲ့သူတွေကျတော့နှုတ်တော်ထက်ထက်မီးနဲ့ခံပေးလိုက်မယ်လို့ပြောတယ် ယ်မတရားတဲ့သူတွေကိုဒဏ်ခတ်မယ်ဆိုတာဗျာဒိတ်ကျန်းထဲမှာပြောရေးတာဆိုမတရားတဲ့သူတွေကိုအရင်ဆုံးဒဏ်ခတ်မှာတားရဲနဲ့မိစ္ဆာပရိုဖက်လို့ခေါ်တယ်တားရဲနဲ့မိစ္ဆာပရိုဖက်ကိုကျွန်တော်ဒီမှာရှင်းပြဖို့အချိန်မရှိဘူးသူတို့ကအရင်ဆုံးကန့်တဲ့လောင်နဲ့မီးဆိုတဲ့နေရာတွေကိုမထည့်ခင်သူတို့ကအရင်ဆုံးအဲ့မှာနှုတ်တော်ထွက်တဲ့ဒဏ်ခတ်လိုက်တယ်ကြံကျွတဲ့သူတွေအကုန်လုံးကဖျားယေရှုခရစ်တော်နှုတ်တော်ထွက်တဲ့ဆိုတဲ့မီးရှံနဲ့ဒဏ်ခတ်လိုက်တာပြီးပြီဆိုတာနဲ့စာရန်ကို1000ချီနှောင်နေဆိုတာ1000အနက်ဆုံးတော့တွင်းထဲမှာချီနှောင်နေလောက်ရေးတာအနက်ဆုံးတော့တွင်းဆိုတာကျွန်တော်သင်ပြီးပါရှီရောလို့ခေါ်တယ်ရှီရောဆိုတာတခြား ဘုံကြီးမဟုတ်ဘူးဒီကဘာမြေကြီးမှာပဲစာတန်ကိုချီနှောင်လိုက်တာစာတန်သိနှစ်တထောင်လုံးဒီကဘာမြေကြီးမှာပဲဘယ်မှမသွားပဲရှိရမယ်ဒီနှစ်တထောင်ကာလပတ်လုံးနဲ့တည်ထားတဲ့သူတွေကမထမြောက်ပါဘူးပုတ်ကောင်တွေပဲရှိရနေမှာဒီငှက်တွေရှိမယ်ငှက်တွေရရွှေလက်ဓာတ်တွေအိုက်ကောင်တွေစားနေမယ်စာတန်အပါဝင်ဒီမြေကြီးကိုကြားခဲ့တဲ့ကောင်းကင်ထဲမှာတုံးပုံတပုံကစာတန်အဲ့ချိန်မှာအပြစ်တင်လိုက်မယ်မင်းလှုပ်ထားတာကိုကြည့်ပါဦးမင်းပြောတော့ငါတို့အကုန်လုံးကိုငါတို့ဖြစ်ချင်တာတွေဖြစ်ရပြီးတော့ငါတို့ကိုဖျားသခင်ထိနေအောင်ပြေးပြီးတော့ငါတို့ကိုကဘာဆက်ကြဘူးလားအစ်တင်မှာမင်းကဖန်ဆင်းချက်ဖြစ်နေအုပ်ဆိုးမယ်ဆိုအခုမင်းလှုပ်ထားတဲ့ဟာတွေအကုန်လုံးကြီးပုတ်ပွားတေးပြက်ပြီးတော့ရစရာမရှိဖြစ်နေပြီးတော့စာတန်အပြစ်တင်ကြလိုက်မယ်အဲစာတန်ကလည်းအဲ့ချိန်မှာ မှာသူ့ကိုဖျားတယ်ကနောင်လာရဖို့နှစ်တထောင်ပေးထားသူလောက်ထားအပြည့်စည်တွေကိုသူကြည့်ပြီးတော့မြေကြီးပေါ်မှာသူဘယ်သူမှလည်းလှည့်ပြလို့မရဘာမှလည်းလောက်ပိုင်ကိုမရှိအောင်ဒီရမိထဲမှာရေးထားဘာကြည့်ရှုရွေးတဲ့ဘွာပြောတော့ပြီကတောဖြစ်သွားရတဲ့ဘာအတမ်းမှမရှိတော့ဘူးလေလူလည်းတရားမှမရှိတော့ဘူးလေလို့ရှင်မိုးကောင်းကင်ငှက်တွေလည်းတကောက်မှမရှိတော့ဘူးလေစားပြီးတဲ့ခါကျောင်းငှက်တွေကလည်းပြေးသွားရတယ်မရှိတော့ငှက်တွေလည်းပြေးသွားတယ်အဲဒါဆိုနှစ်ထောင်ကာလမှာကျွန်တော်တို့ကောင်းကင်ကိုရောက်သွားတဲ့တန်ရှင်းတဲ့သူတွေကဘာလုပ်နေမှာလဲဘာလုပ်နေမှာလဲဆိုလို့ရှင်စာလန်149တွေမှာရှိတဲ့အတိုင်းတန်ရှင်းသူတို့ကတဲ့ကျမ်းစာမှာပါတဲ့တရားစီရင်ခြင်းအတိုင်းနဲ့အပြစ်ဒုစရိုက်ပြုတဲ့သူတွေရဲ့ အကြောင်းညာတယ်ဟုတ်တယ်တရားစီရင်ရမယ်ဆာလန်ကျမ်းမောရှိမှာရေးထားတဲ့ကျမ်းနေအတိုင်းပဲကောင်းကင်မှာရှိတဲ့ဒီဂျေရုဆလင်မြို့ကြီးမှာရှိတဲ့ကောင်းကင်ဂျေရုဆလင်မြို့ကြီးရာသူတွေကအောက်မှာရှိတဲ့တိမ်နေတဲ့သူတွေမှတ်တမ်းဟိုတက်တက်လုံးလောက်ခဲ့တဲ့အရာတွေကဘာဦးကနေစခဲ့တဲ့သူတွေမှတ်တမ်းကိုတယောက်တယောက်နဲ့တယောက်တာဝန်ယူပြီးတော့တရားစီရင်ရမှာဘာလို့လဲဆိုတော့ဒီ2000ဆုံးသွားပြီဆိုရင်တို့တရားစီရင်ချမှတ်ပြီးမိနေရှုပ်မှာဆိုတော့လေအဲတို့ကအကုန်လုံးတော့ဒါတွေကသူဘယ်သူကဘာလုပ်တယ်ဘယ်အပြစ်နဲ့ဘယ်လက်ပြက်နဲ့ဘယ်လောက်ထိုက်တန်လဲဆိုတာနော် မီးနဲ့တော့ဆေးကြောမှာပဲဘလောက်အပူချိန်နဲ့ထိုက်တယ်လဲဆိုတော့ဟိုတရားစီရင်ကြသင်တို့ရှိသမျှရတယ်လော်ကီနိုင်ငံကိုတရားစီရင်ရမှာတယ်ကောင်းကင်တမန်တွေရောင်းမှာတယ်တရားစီရင်ရမယ်ဆိုတော့ဗမာပြည်စုံလဲဆိုအဲ့နှစ်ထထောင်ကာလပြီးနှစ်ထထောင်ကာလဆုံးသွားပြီနှစ်ထထောင်ကာလဆုံးလို့ရှိရင်ခရစ်တော်ကတပ်ဖန်ပြန်ကြွလာပြန်ကြွလာတဲ့ခါကျမိုးတိမ်နဲ့ကြွတဲ့ပုံစံမဟုတ်တော့ကောင်းကင်ကနေတဲ့ဂျေစတင်မြို့ကြီးရတယ်ဒီ တမင်္ဂလာဆောင်တို့တမင်းကဲဆိုဆင်းလာဆိုတာတွေ့ရလိမ့်မယ်အဲ့တော့မြို့ကြီးကိုယ်တိုင် UFO လို့ပဲနော်ကောင်းငယ်ပကံများပြိုင်လို့ပဲမြို့ကြီးဆိုတာပြောအုတ်မြစ်က၁၂ထက်တောင်ရှိတယ်မြို့ရဲ့အောက်ချင်မှာလဲအကြီးပဲဆင်းလာမှာဆင်းလာလို့ရှိရင်ဘယ်နေရာကိုဆင်းလာမှာလဲဆိုတာလဲဇာခရစ်၁၄ထဲမှာရေးထားတယ်အဲ့မြို့တွေကနေခရစ်တော်အရင်ထွက်သွားမှာဇာခရစ်၁၄ထဲမှာခရစ်တော်ရဲ့၆ရောက်ကတဲ့ဂျေရုဆလင်မြို့မှာအရှိမှရှိတဲ့တန်လွင်တောင်ရဲ့တန်လွင်တောင်နင်းလိုက်တဲ့မှာတန်လွင်တောင်ကတောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ချမ်း ကွဲပြီးတော့လွင့်ထွက်သွားမှာလွင့်ထွက်တော့ကမှအရှိနဲ့အနောက်เนาะအချိုက်အကျဲကြီးဖြစ်သွားမှာအဲ့တက်ဝိုက်မှာရှိရတေပြီးတဲ့သူတွေရဲ့အလောင်းကလုံးဝမရှိတော့ဘူးအဲ့နေရာတက်ဝိုက်မှာလူသေးကောင်လုံးဝမရှိတော့ဘူးအဲ့နေရာကြီးကိုဗာကြလာမှာဆိုရှင်ဂျေဇုတဲ့မျိုးကြီးကြလာမှာကြလာပြီးလို့ရှင်နှစ်တထောင်ဆုံးသွားတဲ့အတွက်ကြောင့်မလို့စာရန်ကိုခြိနှောင်ထားတာလွတ်လိုက်တယ်စာရန်လှည့်ပြားလို့ရပြီသူတွေလည်းပြားမှလည်းဆိုလို့ရှင်တေနေတဲ့သူတွေလည်းပြားမှဆိုတဲ့အတွက်ကြောင့်အဲတေတဲ့သူတွေအကုန်လုံးလည်းရှင်မြတ်ထမြောက်ခွင့်ပေးလိုက်တယ်အဲ့ဒါမှတရားတဲ့သူတွေရှင်းမြတ်ထမြောက်ခြင်းအဲ့မှစတာအဲ့ဒါကြောင့်မလို့ဒီဟာလေးကြားထဲမှာမရဏာကလည်းတဲ့သူ့မှာရှိအသေးကောင်တွေပေးတယ်တဲ့သမုတ်တရားလည်းသူ့မှာရှိအသေးကောင်တွေပေးတယ်တဲ့ ဘယ်နေရာမှာပဲတည်တည်ဟိုပင်လယ်ထဲမှာပဲဇက်ကျိုးပြီးတော့တည်တည်ကခြေထောက်ကဟိုပင်လယ်ထဲမှာရှိပြီးတော့ခေါင်းကကျတော့ဟိုအီဂျစ်ဟိုမော်ခွင်းနဲ့မှာပဲရှိရှိအကုန်လုံးဘုရားတကယ်ပြန်စုလိုက်မယ်အကုန်လုံးပြန်ပြန်ရှင်းပြန်ထားမြောက်လာလိမ့်မယ်ထားမြောက်လာတဲ့ခါကျတော့စာတန်းသူတို့အကုန်လုံးလှည့်ပြားဖို့သူတို့စီကိုစာတန်းတွားလဲတွားလဲတွားအောင်ချက်ချင်းလှည့်ပြားလို့မရဘူးသူတို့ကစာတန်းဘာပြောလဲဆိုလို့ရှိရင် HR 14ထဲမှာစာတန်းရောက်လာတဲ့အခါမှာတဲ့ ဒီလောကမှာရှိတဲ့သူတွေဒီတင်းကြိုင်းသားတွေအကုန်လုံးမရဏနိုင်ငံတွေထားပြီးတော့သူ့ကိုကြိုဆိုလိုက်မယ်တဲ့ကြိုဆိုပြီးတော့လည်းအော်လေတင်းရလဲတဲ့ငါတို့ကဲသူအားနေပါသည်တကားလဲငါတို့ကဲသူတဲ့တူပါသည်တကားတဲ့စာရင်ဆိုလူစီဖာဆိုတော့လောက music music game မှာတူရီရည်အများကြီးပဲတင်းရဲ့ဒဇပလာတွေတို့တဲ့မရဏနိုင်ငံမှာနှိမ့်ချပါသည်တကားဆိုခုနကနှစ်တထောင်လုံးသူ့မြေကြီးမှာပဲဆုတ်ဆုတ်ပြပြထားတာအဲ့ဒါဆိုတော့ကဲ့ရဲ့ဇာတိတဲ့ဒီအလောင်းကောင်တွေကတေးတေးပြီးထားမြောက်တဲ့သူတွေကတင်းရဲ့အပေါ်မှာတဲ့တီကောင်တွေရှိပြီးတင်းရဲ့အောက်မှာတဲ့ပိုးကောင်တွေရှိပါသည်တကားဆိုကဲ့ရဲ့ဇာတိစာရင်ဘလို့ပဲကဲ့ရဲ့ကဲ့ရဲ့သူကဆရာကြီးဘာလို့လဲဆိုတော့ ဟုတ်ပြီဒါပေမဲ့နောက်ဆုံး less chance ရှိတယ်ရှိသမျှတော့သူတွေအကုန်လုံးပေါင်းစည်းပြီးတော့အဲ့အလယ်မှာရှိတဲ့တန်ရှင်းတဲ့မြို့မှာရှိတဲ့သူတွေကဖျားသိခင်အကုန်လုံးစစ်တိုက်ပြီးတော့ဖယ်ရှားလိုက်မယ်ဆိုလို့ရှိရင်ဒီကဘာကြီးကငါတို့လုံးဝကိုကြိုက်တဲ့စီမင်းနဲ့ကိုအုပ်စိုးလို့ရမယ်ဆိုတော့သူကမျှော်လင့်ချက်ပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာရှိသမျှတော့လူတွေမူဆိုလီနေတို့ဟစ်တလာတို့နာပိုလီရရှိသမျှတော့အကုန်လုံးပေါ့စစ်အာဏာခေါင်းဆောင်ရှင်တွေကလုံးဝအကြမ်းဖက်တာကိုလိုချင်တဲ့သူတွေကိုသဘောနဲ့ကိုအုပ်စိုးချင်တဲ့သူတွေရှိချင်တဲ့သူတွေမငြိမ်းသက်တာကိုနှစ်သက်တဲ့သူတွေအကုန်လုံးစာရဲနောက်ကိုလိုက်သွားပြီးလုံးဝအဲ့မြို့ကြီးဖိနှိပ်ဝိုင်းလာမယ် အဲ့ဒီအချိန်ကျတော့မှပါစလဲဆိုတော့တရားစီရင်ဆိုတာစတယ်။တရားလေးချမ်း20တဲ့မှာပလင်ဖြူရှိတယ်တဲ့။ကျန်းစာတွေအများကြီးကိုဖွင့်ထားတယ်။အသက်စာဆောင်လည်းရှိတယ်။တခြားသောစာဆောင်လည်းအများကြီးရှိတယ်။မတဲအခန်းကြီး25ထဲမှာရေးထားတာကကျတော့နောက်ဆုံးတော့ကာလမှာတားရွာဖြူတဲ့ပလင်ပေါ်မှာထိုင်မယ်။တိုးနဲ့စိတ်ကိုပိုင်းချမယ်ပြောတယ်။လက်ရဘက်မှာကျတော့တို လက်ဝဲဘက်မှာကျတော့စိတ်ရှိတယ်လို့ပြောတယ်။အောင်မြင်တဲ့သူကတဲ့ငါခမီးတော်ကငါ့ကိုလက်ရဘက်မှာပေးထိုင်လို့ပဲ။အောင်မြင်တဲ့သူကငါ့ရဲ့လက်ရဘက်မှာထိုင်ရမယ်ဆိုတော့ကျတော့လက်ရဘက်မှာရှိတဲ့သူတွေဆိုတာဘယ်သူတွေပြောတာဆိုတော့မြို့ထဲမှာရှိတဲ့သူတွေပြောတာ။တန်ရှင်းတဲ့သူတွေ။လက်ဝဲဘက်မှာရှိတဲ့သူတွေကျတော့မဆိုင်တဲ့သူတွေ။တိုးနဲ့စိတ်ဆိုတာပြောရမယ်ဆိုမြို့ပြင်မှာရှိတဲ့သူတွေပြောတာ။ဒါပုံဥပမာနဲ့ယေရှုခရစ်တော်ကပြောတာ။စားဆောင်နဲ့အများကြီးဖွင့်ထားတယ်ဆိုတဲ့အတိုင်း ဒီယောဟန်အခန်းကြီး7နှစ်ထဲမှာလဲငါပြောတဲ့စကားပင်နဲ့ကြောင်ဆုံးသောနေ့မှာထိုးသူကိုစီရင်လိုက်မယ်ဆိုတဲ့အတိုင်းအိုက်စာဆောင်နေဆိုတာမောရှိပြည့်တန်တိကျန်အနာဂတ်တိကျန်ခရစ်တော်ပြောတဲ့စကားတွေအိုက်စကားတိုင်းသူတို့ကိုတရားစီမံဖြစ်တယ်စေတနာကျန်ခန်းကြီး7နှစ်အစုံးမှာလဲနောက်ဆုံးသောကာလမှာကောင်းတဲ့သူတွေမကောင်းတဲ့သူအကုန်လုံးအကျိုးပြည့်ရှိတယ်မြောက်ဘုရားသခင်စစ်ကြောစီမယ်လို့ပြောတာနှစ်ကောအခန်းကြီး9ထဲမှာလဲငါတို့ကလည်းခန္ဓာကိုယ်မှာရှိတဲ့ကောင်းမကောင်းအကျင့်ကိုခံမိုးတဲ့ဘုရားသခင်ပြင်ရှိမှာတယ်ပေါ်လာမယ်ဆိုတဲ့အတိုင်းပဲအကုန်လုံးအဲ့ချိန်မှာလုံးဝပေါ်လာမယ်အချိန်ဖြစ်သွားတယ်ကဲတရားစီရင်ပြီ တရားစီရင်ဆိုတော့ဘယ်သူနိုင်မွားမယ်ထင်လဲဆိုတော့ဆိုဘုရားသခင်မဲ့တရားစီရင်နိုင်မှာဒါကြောင့်ဆိုယောမအခန်းကြီး၃ထဲမှာတို့ဖြစ်ရွေးတဲ့မိတ်တော်မူချက်တွေဖြောက်ပါရည်တဲ့တရားသခင်စီရင်တော့ကအောင်မြင်ပါရည်တဲ့ဘုရားလူခက်သိန်းတို့ဒီတစ္ဆာပြတ်တော့လဲဘုရားသခင်ဒီရဲ့တစ္ဆာနဲ့တည်ရဆိုတဲ့အတိုင်းပဲအဲ့ဒီအချိန်မှာစာလံပါဝင်ရှိသမျှတော့သူတွေအကုန်လုံးဘုရားသခင်သူတို့လှုပ်ခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးတန်ရှင်းသောဝိညာဉ်တော်အပြင်ပေါ်ပြငါမင်းတို့အမြင်နဲ့ကျေးဇူးပြုခဲ့တဲ့ကောင်းငယ်နောင်တလမ်းအောင်သွေးဆောင်တဲ့ဒါတွေလှုပ်လို့ရှိရင်ဒါတွေဖြစ်မယ်ဆိုတာကြိုတင်ပြီးပြောပြခဲ့တယ်ဒါကိုသူတို့ကအဖြစ်တည်းပဲဆက်ဆက်လုပ်တယ်ဆိုတာပြောပြတယ်အဲ့ဒီအချိန်မှာအကုန်လုံးကသဘောပေါက်သွားတယ် သူတို့မှားမယ်သူတို့သိပါတယ်ဖျားသခင်မှန်မယ်သိပါတယ်စာရန်ကိုယ်တိုင်သိပါတယ်နော်အကုန်လုံးလည်းသိသွားတယ်မဲဆိုတော့မဆို positive အပေါင်းလက္ခဏာကိုစောင့်နေငါကားတဲ့မဖြစ်သေးခင်ဖြစ်လာမယ်အရာတွေပြောတယ်အချင်းအားလုံးဒါတွေဖြစ်လာမယ်ဒါတွေဖြစ်လာမယ်ပြောတယ်ကြိုတင်ပြီးတော့တတိပေးတယ်ငါမှတပါးခြားတော့ဖျားမရှိဘူးလေဒါကြောင့်မလို့မြေကြီးစွန်းသားအပေါင်းတို့ကဲတင်ချင်းကျေးဇူးကိုခံတော့တယ်ငါကဲတင်တတ်တဲ့ဖျားဖျောက်မဲ့တဲ့ဖျားဖြစ်တယ်ဆိုတော့သူတို့ကဲတင်ချင်းကျေးဇူးခံခိုင်းတယ်နော်နောက်ဆုံး the last chance တော့ပေးထားတာအဲ့ဒါဒါသူတို့ယုံရင်သူတို့ကဲတင်ချင်းရအောင်မှာငါရှိမှာလေလူတိုင်းညာတဲ့ဒူးထောက်ပြီးတော့နှုတ်နဲ့ ာရဖျားစီတဲ့ဖျားစီဖြစ်တယ်ဆိုတော့ဝန်ခံရမယ်လို့တစ္ဆာတိုင်တည်တယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီအချိန်မှာသူတို့ကလုံးဝဒူးထောက်တယ်ဖျားစီက ျွန်တော်ရဲ့ဖရာဖြစ်ပါတယ်ဆိုတော့ဝင်ခံလိုက်တယ်အကုန်ဝင်ခံတာရှိသမျှတော့သူတွေအကုန်လုံးမြို့ပြင်မှာရှိတဲ့သူတွေဒူးတာပြုလို့အားကြောင့်ဖိလိပ္ပိဩဝါစာခန်းကြီးနေတယ်မှာကောင်းငယ်ပေါ်မှာရှိတဲ့သူတွေကကောင်းငယ်မြေကြီးပေါ်မှာရှိတဲ့သူတွေမြေကြီးအောက်မှာရှိတဲ့သူတွေအကုန်လုံးအားတဲ့ခရစ်တော်ရဲ့ဒီနာမတော်ကိုလည်းဒူးထောက်ပြီးတော့ခရစ်တော်ကိုလည်းတခင်ဟုတဲ့နှုတ်နဲ့ဝင်ခံရမယ်ဝင်ခံပြီးတော့ဖရာသခင်ဘုန်းတော်ထင်ရှားစေရမယ်ဆိုတဲ့အတိုင်းအဲ့တော့ဝင်ခံလိုက်တဲ့ဟေရှာအခန်းကြီး60ထဲမှာရေးထားတဲ့အတိုင်းဂျင်းစလင်မြို့မှာတကား12ပေါက်ရှိတယ်အဲ့တကား12ပေါက်လုံးလည်းဖွင့်ထားတယ်မှိုက်တယ်နော် အကုန်လုံးဝင်ခြင်းဝင်လို့ရတယ်ဒါပေမဲ့ဝင်လာမဝင်ဘူးဘာလို့ဖြစ်သွားဆိုစာရန်ကမဝင်ခြင်းတော့ဘာကြောင့်လဲဆိုလို့ရှိရင်ဖျားသခင်စီမင်းစီကန်နေမကြိုက်ဘူးဖျားသခင်ကိုကိုးကွယ်မှာပြီးလို့ရှိရင်အဖွဲနေတယ်ဥပုပ်နေတယ်လာဇန်းနေတယ်ဖျားသခင်ကိုချစ်ရှိတာမှာကိုကသူတို့လောက်ချင်တာအာနာရှင်စံခြင်းနဲ့အကျံဖတ်ခြင်းနဲ့ဖိနှိပ်ခြင်းနဲ့သူများထက်တားခြင်းနဲ့အဲ့အဲ့ခါကျတော့ဘာဖြစ်ဆို ဲ့မြို့သူကတိုက်ခိုက်ဖို့လုပ်တာဟုတ်တယ်တိုက်ခိုက်ဖို့လုပ်တဲ့ကမှာဘုရားသခင်ကဘုရားသခင်ဆိုတာလောင်တော်မင်းဘုရားသခင်တည်းကနေမိတွေကမြို့ထဲမှာရှိတဲ့သူတွေကိုကူးဆက်သွားတယ်မြို့ထဲမှာရှိတဲ့သူတွေအိုင်မီမလောင်ဒိုင်လာရှာတွက်မရှိအပင်ဒီကောတွေမှာလို့မိထဲမှာရက်နေလိုက်အပြင်မှာရှိတဲ့သူတွေအကုန်လုံးမိလောင်သွားရှိသမျှတော့သူတွေအကုန်လုံးကန့်နေလောင်နေမိတဲ့ငရဲအိုင်တွေမှာကဘာကဘာကြီးတစ်ခုလုံးမရှိလိုက်တဲ့ကမှာမတရားသူတွေအကုန်လုံးကတေးသွားမယ်တေးသွားပြီးရှင်လုံးဝမရှိတော့ဘူးအဲ့ဒါဘာလို့ဆိုတော့ဟေရှာအခန်းကြီး6ထဲမှာငါတဲ့ ဒီစပိဥယျင်ကောင်းကောင်းလေးလောက်ထားစပိဥယျင်ထေချာစိုက်တဲ့ထေချာမျက်နှုတ်ပြီးတဲ့ပေါင်းတင်ပြီးဒါပေမဲ့ငါစပိသီးကိုပေါက်မယ်လို့ညှော်လင်းတဲ့အချိန်မှာစပိသီးမပေါက်ပဲဘောရှာသီးကိုပေါက်လာတယ်အဲ့ဒါကြောင့်မလို့အဲ့ဥယျင်လုံးဝဖြက်စီးလိုက်မယ်လုံးဝရေမလောင်းတော့လေရေမလောင်းတဲ့စကားဆိုတာဘာနဲ့ချုပ်လိုက်ဆိုတာမီးနဲ့ချုပ်လိုက်တယ်အဲ့ကျမ်းမိုက်လည်းပြေဆုံးသွားတယ်နောက်တစ်ခါဒီဟေပြဲကိုရဲမှပြောထားတမာတရားကိုတီးပြီးမှကိုအလိုလိုလိုက်တဲ့သူတွေဦးတဲ့လုံးဝငင်းဆန်တဲ့သူတွေဆိုတဲ့အတွက်ကြောင့်မီးနေတယ်ဖြက်စီးလိုက်မယ်အဖြစ်ဖြစ်ရရေးဆိုတာလုံးဝမရှိတော့ဘူးသူတို့တမာတရားမသိဘူးလားလုံးဝသိပါတယ်အမှန်နဲ့လည်းသိပါတယ်ဒါပေမဲ့ သူတို့နောက်နောက်မရတဲ့ခါကျတော့သူတို့ကိုဖြည့်ဆည်းလိုက်တယ်ပြီးသွားပြီဆိုတော့လည်းမြို့ထဲမှာရှိတဲ့သူတွေကမြို့ပြင်ကိုထွက်ပြီးတော့အသေးကောင်နဲ့ကျူးရှင်မယ်ဆိုတာကိုဟေရှား66ထဲမှာရေးထားတယ်။ပြီးရင်ကဘာကြီးကိုကောင်းကင်တဲ့မြေကြီးတစ်ဖြန်ဆင်းပြီးတော့ဘုရားသခင်ကတန်ရှင်းတဲ့သူတွေနဲ့အတူတူကပြန်ပြီးတော့နေထိုင်ကြမှာဖြစ်တယ်။ဒါသည်ယေရှုခရစ်တော်ဒုတိယကြိမ်ကြွလာတဲ့အခါမှာ ဆန်ရှင်းတဲ့သူတွေထားမြောက်ပြီးတော့နှစ်တောင်ကြာတာနဲ့တတိယကျင်းကြွလာတဲ့အခါမှာမတရားတဲ့သူတွေထားမြောက်ပြီးတော့ဖြစ်လာတဲ့ရာဇဝင်အကြီးထားမြောက်ခြင်းရာဇဝင်အကြီးကိုကျွန်တော်ရှင်းပြတာဖြစ်တယ်ဆိုတော့သူကနောက်ဆုံးတော့အချိန်အောင်ရှိသေးတာရသေးတာပဲเนาะရသေးတယ်ရသေးတယ်ဒါပေမဲ့သူကဘလို့မှမပြောင်းလဲဘူးဟုတ်တယ်ဘာကြောင့်လဲဆိုတော့ နောက်တစ်ဖန်အပြစ်ဖြေခြင်းမရှိတော့နောက်တစ်ဖန်နောင်တကိုရဖို့စေကျော်ပြင်ဆင်ပေးမယ်အသိစိတ်ကိုမရတော့အော်တာဘာစိတ်တန်ရင်ဘူးခက်ချင်းလုံးဝခံနိုင်ရတယ်အဲ့လိုဖြစ်သွားယေရှုအများကြီးတယ်နော်နောက်ထပ်ခုနှစ်မှာပါမေကုနေဆိုခရစ်တော်ပြန်မကြွသေးခင်ကလည်းထမြောက်ချင်းချို့ရှိခဲ့တယ်နော်ကျွန်တော်သိခဲ့တယ်ကျမ်းစာထဲမှာနော်ပြန်ကြွလာရင်လည်းထမြောက်အောင်မယ်ဆိုတဲ့ထမြောက်ချင်းကဘယ်နှကြိမ်ဘယ်နှမျိုးရှိလဲနည်းနည်းပြော